ညာတော့ကထုံးမြောက်ရှုံးသွားပြီမြန်မာနိုင်ငံရဲ့လက်ဝဲလောကမှာတော့တယောက်မှမျောလင်းစရာဆိုတာမရှိတော့ဘူးလားမသိတော့နော်ကျွန်တော်ချင်းလေးလေးတော်လေးစိုးနေပြီကျွန်တော်မျောလင်းစရာဆိုလို့ဒါ Joshua Van နဲ့ Veronica ပဲကျွန်တော်မျောလင်းရတော့မှာပဲဖြစ်ပါတယ် Joshua Van ကတော့ဒီကနေ့မှာပရိသတ်တွေလုံးဝထင်မှတ်ထားတဲ့အရာလေးပြောလာပါဘောနော်ဆိုတော့ဟိုဘန်ဒိုဂျာကြီးကကပတ်၅ချိန်တိုင်းနဲ့ကာကွယ်ထားတဲ့ကပတ်၅ခုပိုင်းရှင်ဖြစ်နေပြီဆိုတော့ အားလုံးကလည်းပြောကြရယ် flying wheel tiger fighter အားလုံးကလည်းပြောကြရယ်ဒီပွဲမှာအပန်းသူကြီးကြီးကပဲစားသွားလိမ့်မယ် Joshua Ban နေနဲ့ boxing ဘလောက်ပဲကောင်းကောင်း Joshua Ban ဟာတကယ့်ကိုမှ legend ကြီးနော်တကယ့်ကိုမှဘယ်လိုပြောရမလဲ fighter ကြီးဖြစ်တဲ့ ဟို flight weight တန်းမှာဘယ်သူမှဖြုတ်ဖြက်လို့မရတဲ့ပန်းသူကြီးရဲ့ချုပ်ွက်တွေကိုပြန်လည်ခြေပနိုင်မှုဆိုတာထိတ်တောင်းဘလောက်ပဲကောင်းကောင်းခြေပနိုင်မှုဆိုတာမလွယ်ဘူးဆိုပြီးတော့ Joshua ဘန်ကနှိမ်လာကြတယ်ပေါ့နော် Joshua ဘန်ကအသက်ငယ်ငယ်လေးနဲ့ကိုလိုမျိုးမထင်မှတ်ထားတဲ့အရာတွေပဲလုပ်ပြလိုက်တော့သူတို့တွေကမနာလို့ကောင်းမနာလို့လိမ့်မယ်ပြီးတဲ့ခါကျတော့ Joshua ဘန်ကအထင်သေးလိမ့်မယ်ဒီကောင်ကကံကောင်းလို့နော်ဒီလိုအခြေအနေရောက်တာပါဆိုရင်ညီထားမျိုးနဲ့ပြောနေကြတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကနေ့မှာတော့ဟို Joshua ဘန်ကပြည့်ပြည့်တသားပဲဟိုပေါ့နော် အာလို့ပြောမလဲနဗန်းနဲ့เนาะနဗန်းကျွမ်းကျင်တဲ့ဘန်ဒိုဂျာကြီးကိုနဗန်းနေပဲပြန်လဲအနိုင်ယူပြမယ်ဆိုပြီးတော့เนาะသူဟိုသူကလည်းเนาะဒီဘယ်လိုပြောရမလဲဒီ ground ground fight ကိုဟိုကျွမ်းကျင်နေဆိုရဲအနေထားမျိုးကိုဂျက်ရှွာဘန်ကပြောသွားခဲ့တာပဲဖြစ်ပါတယ်သူအနေနဲ့ပရိသတ်တွေသူ့ကိုလုံးဝတတိမထားမိတဲ့နဗန်း scale တွေပေါ့လေသူ့မှာအများကြီးရှိတယ်တကယ်ကိုလိုအပ်တဲ့အချိန်ချမှာကျွန်တော်ဟာ ိုကျွန်တော်ကလည်းဒီလိုမျိုးနှစ်ပန်းကိုနော်ပိတ်သက်တွေလုံးဝအထင်မှမစားရဲဖိုက်တာတွေသူ့ကိုလုံးဝအထင်သေးထားရဲကိစ္စနဲ့ပတ်သက်ပြီးဟိုကျွန်တော်မှသူ့မှလည်းနော်ဒါဒီလိုမျိုးအေဂျင်စီပါလားဆိုတဲ့အရာမျိုးချပြသွားမယ်လို့ဂျော့ရှွာဘန်ကဆိုထားခဲ့တာပဲဖြစ်ပါတယ်။ဘန်ဒိုဂျာကြီးကလည်းပြောပါရယ်နော်ဂျော့ရှွာဘန်ကိုသူ့အနေနဲ့အလဲထုတ်နဲ့အနံ့ယူပြမယ်တဲ့နော်ဆိုတော့ဒီလိုပြောလို့ဂျော့ရှွာဘန်ကို အထင်သေးတာတော့မဟုတ်ဘူးသူ့အနေနဲ့လည်း Joshua Van လို့အရေးချင်းရှိတဲ့ fighter မျိုးနဲ့ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတော့အများကြီးပြင်ဆင်ရနေတယ် Joshua Van နဲ့ထုတ်ခဲ့တဲ့ Bruno Silva နဲ့လေ့ကျင့်ပြင်ဆင်နေပါတည်းဗျာဆိုတော့ Joshua Van လို့အရေးချင်းနဲ့အရေးချင်းရှိတဲ့ fighter နဲ့ထုတ်ရမှာကိုမလေ့ကျင့်ပဲနဲ့ငါ CIA ဆိုပြီးတော့သွားနေခွေးဖြစ်သွားမှာပေါ့ဒုက္ခရောက်သွားမှာပေါ့ဆိုပြီးတော့ဘန်ဒူဂျာကိုယ်တိုင်ကဝန်ခံထားခဲ့တာပဲဖြစ်ပါတယ် Joshua Van အနေနဲ့တကယ်လို့အရေးချင်းရှိတယ်ဆိုရင်ငါရဲ့ကပတ်ပေးဖို့အဆင်သင့်မယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်တယ်တော်တော်များများကြီးအရောမှာပါ ။ဟောမြန်မာနိုင်ငံရဲ့ Norway Fighter တွေထိုးတွေပွဲတွေကကျွန်တော်တို့စိတ်မကောင်းစရာကြီးကြီးပဲနော်။သွေးလင်းထက်လေ။ဟိုကျွန်တော်တို့အမြစ်ကိုရောက်လမ်းမယ်လို့လို့နဲ့နော်။ဒါအသက်ဘယ်လိုပြောမလဲ40နှစ်အရွယ်ကိုကျွန်တော်တို့မနိုင်ခဲ့ဘူး။တကယ်လို့စိတ်မကောင်းအကောင်းဆုံးပြန်လာနိုင်မယ်လို့ယုံကြည်တယ်။ထုံးမြောင်တယ်။ဘာဖြစ်လဲ?ရှုံးသွားပြန်ပြီ။ဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာတော့မျောလင့်စရာတွေရှိတော့လားမသိဘူးနော်။ဟို Joshua Man နဲ့